အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ဆရာလေးညွတ်တာရပါဒီဇင်ဘာလတစ်လစာခုနှစ်ရက်သားသမီးများအတွက်ကျွန်တော်ငွေကြေးစီးပွားရေးနဲ့လူမှုရေးပေါ့နော်အဲ့ဒီ၃ခုကိုကျွန်တော်ဒီဗီဒီယိုတစ်ပုဒ်နဲ့ကျွန်တော်ဖော်ပြပေးသွားမှာဖြစ်တယ်အခြားသောအခြေရေးအိမ်တော်ရေးငွေနော်အခြားသောအခြားသောကိစ္စရပ်တွေကိုကျွန်တော်နဲ့ဗီဒီယိုနောက်နှစ်ပုဒ်နဲ့ထပ်လုပ်ပေးမယ်အဲ့တော့ကျွန်တော်ဒီစုစုပေါင်းဗီဒီယို၃ပုဒ်လုပ်ပေးမယ်ပေါ့နော်အဲ့တော့တနေ့ခုနှစ်သားသမီးများအနေနဲ့ပေါ့နော်ဒီဇင်ဘာလတစ်လစာမှာပုံမှန်တက်ပို့ပြီးထူးခြားတဲ့အဖြစ်အပျက်တွေပုံမှန်တက်ပို့ပြီးထူးခြားတဲ့ကိစ္စရပ်တွေကိုစောင့်ခဲ့ရပါမယ်ပြောချင်တာကတော့ 2026အတွက်လိုအပ်တဲ့ planning အားလုံးကိုဒီ2025ဒီဒီဇင်ဘာမှာအများကြီးစဉ်းစားရမယ်အများကြီးဆောင်ရွက်ရမယ်ရေရှည်အတွက်ကြည့်ပြီးတော့လုပ်ရမယ့်ကိစ္စရပ်တွေအများကြီးပေါ်လာလိမ့်မယ်ပေါ့နော်ပြောရမယ်ဆိုရင်တော့ဒီ2025ဒီဇင်ဘာမှာတနည်းနဲ့တာသမီများအတွက်ငွေကြေးကိစ္စရပ်တွေတော့စီးပွားရေးကိစ္စရပ်တွေတော့ပေါ့ဆုံးဖြတ်ဆုံးဖြတ်ရဆုံးဖြတ်ကိုဆုံးဖြတ်ရမယ်ကိစ္စရပ်တွေပေါ်ပေါ်လာမယ်တွေ့ဝင်နေလို့မရဘူးတွေ့ဝင်နေမယ်ဆိုတော့ခက်ခဲမယ်ရှုပ်ထွေးမယ်အနောက်ချက်တွေများမယ်ဆိုတာမျိုးတွေ့ရတယ်အဲကြောင့်မို့စီးပွားရေးအသစ်တစ်ခုခုလုပ်ဖို့အကြံရွယ်နေတာမျိုးရှိတယ်ဆိုရင်လုံးဝလုပ်ပါဆောင်ရွက်ပါ လို့ပြောချင်တယ်အဲ့တော့ပြောချင်တာတော့ဒီဒီဇင်ဘာတလစာဒီတွေ့သားသမီးများတဲ့အကောင်းဆုံးလာတယ်မှာပါတယ်အဲ့တော့လုံးစီအားရှိရတော့ပါစီးပွားရေးမွေးကြေးလူမွေးရတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ဘာလို့ရှင်လုံးချင်တယ်မများအောင်လုပ်ပါလို့ကျွန်တော်နေနဲ့ပြောချင်တယ်ပေါ့နော်အဲ့တော့တွေ့နေသားသမီးများရောတနေ့နာသားသမီးများကြတော့ဒီဒီဇင်ဘာတလစာကသူတို့တဲ့မွေးကြေးရောစီးပွားရေးကိုအရင်ကခက်ခဲတဲ့ကာလနဲ့မှာပါတယ်အဲ့တော့ဒီကာလမှာဟိုပြောရမယ်ဆိုအရေးကြီးကိစ္စတွေဆောင်ရွက်ဖို့ရှိတယ်။နောက်ပြီးတော့လုပ်ငန်းပြောင်းတာတွေလုပ်ငန်းတိုးချဲ့တာတွေလုပ်မယ်လို့ကြံစီနေတယ်။လုံးဝလုံးမလုပ်သင့်ဘူးလို့ကျွန်တော်အနေနဲ့ပြောချင်တယ်။ပြီးတော့ဒီကာလမှာဒီလထဲမှာမွေလိန်ခံရတာမျိုးနောက်ပြီးတော့ ောရမယ်ဆိုရင်အိုစစ်စင်ထားတဲ့အရာထက်ပိုပြီးမွေးကုန်ကြေးကြပိုများတာမျိုးပိုခက်ခဲတာမျိုးပိုရှုပ်ထွေးတဲ့ပုံစံမျိုးတုံတွေးရဖို့ရှိတယ်နောက်ခုကျတော့ပါလဲဆိုတော့ဒီမွေးချေးထားတဲ့ကိစ္စရည်နဲ့ပတ်သက်ပြီးတော့မဟုတ်မွေးချေးကိစ္စနဲ့ပတ်သက်ပြီးအမှုကင်းဖြစ်နေတဲ့သူတွေဆိုရင်ဒီကာလမှာဟိုစိတ်ရှုပ်ရှားပိုများလာပြီးပိုပြီးခက်ခဲမဲ့နေတာမျိုးကိုကြုံတွေ့ရတယ်နောက်မွေးချေးကိစ္စနဲ့ပတ်သက်ပြီးတော့အမှုကင်းကြုံရတာမျိုးလည်းရှိတတ်တယ်မဖြစ်သေးဘူးဆိုဖြစ်တတ်တယ်ပေါ့နော်အဲ့လိုမျိုးတွေရှိတတ်တယ် ောချင်တာကြတော့ဒီရစင်မာလာဒီတတိနာသမီးများတဲ့မွေဂျီအရှုပ်အရှင်မွေဂျီတနအများဆုံးလာတယ်မှလို့ပြောလို့ရတယ်ဟိုနော်အဲ့ဒါမှပြောလို့ရတယ်အဲ့တော့ဒီနောက်ပြီးချက်တော့ပါလဲဆိုတော့ဟိုဒီကာလမှာဒီလာထဲမှာပေါ့မွေဂျီကစားနဲ့ပတ်သက်ပြီးတော့မတိုင်ပင်တင့်တဲ့သူတွေကိုတိုင်ပင်မိချင်းကြောင့်ပိုပြီးခက်ခဲမှုရှိတယ်အဲ့ကြောင့်လူတွေကိုတတိထားဖို့လိုတယ်နောက်ပြီးတော့အင်္ဂါ င်္ဂါသောသမီးများအနေနဲ့ပြောမယ်ဆိုဒီကာလမှာပေါ့ပို့ပြီးရစူစောင်းနိုင်မယ့်အနေအထားမျိုးတွေ့ရတယ်။ပတ်စံတွေပို့ရလာမယ်၊မွေးကြေးတွေပို့ရလာမယ်။နောက်ပြီးတော့ပြောမယ်ဆိုရင်တော့ဟိုမမီအပ်တဲ့ပုံစံမျိုးကနေပြီးတော့ဟိုတရင်းဝင်လာဖို့ရှိတယ်။ဆိုတော့ကိုလုံးနေတဲ့လမ်းကြောင်းကိုလုံးနေတဲ့အလောက်ကင်ရှိမယ်။အလောက်ကင်တွေကဝင်တဲ့ပတ်စံတွေအပြင်အခြားသောမဖိုးတွေရတာမျိုး၊ထီတွေပေါက်တာမျိုး၊ကန်တွေကောင်းတာမျိုး၊မဲတွေပေါက်တာမျိုးစသဖြင့်ပေါ့အဲ့လိုမျိုးပေါ့နော်။ထူးထူးခြားခြားမွေးလေးတွေပို့ကောင်းလာတာမျိုးပုံမှန်မဟုတ်တဲ့နေရာကနေပြီးတော့လက်ကြီးတွေကောင်းပြီးရတာတဲ့ပုံစံမျိုးရှိတတ်တယ်။ အကြောင်းလို့ဒီလာထဲမှာတော့ဒီပြောရမယ်ဆိုရင်အင်္ဂလာသမီးများတော့တော်တော်ကြီးကိုကန်ကောင်းတယ်သူတို့ပြောလို့ရတယ်ဒီဇင်ဘာလတာမှာအင်္ဂလာသမီးများလည်းငွေကြီးကန်ရောစီးပွားရေးကန်ရောအရန်ကောင်းတယ်ဘာလို့ချက်လဲလောက်ချင်တာလောက်ပါလို့ကျွန်တော်အနေနဲ့ပြောချက်တယ်စီးပွားရေးပဲလောက်လို့ဟိုနော်ဒီငွေကြီးစားတဲ့ပတ်သက်ပြီးတော့ပဲလောက်လို့ပေါ့ဒီလာထဲမှာကအင်္ဂလာသမီးများအကောင်းဆုံးလာထဲမှာပါတယ်ဟုတ်တယ်ဟုတ်တယ်မိများနဲ့ရဟုတ်တယ်မိများနဲ့ပတ်သက်ပြီးပြောရမယ်ဆိုရင်တော့ဒီဒီဇင်ဘာလကလတာမှာစီးပွားရေးကိစ္စတခုခုလုပ်ပယ်လို့ကြီးဝဲမယ်လို့ကြံစီနေရဆိုရင်ဟိုပုံမှန်ထက်တော့ပို့ပြီးတော့ဒီစိတ်ရှည်တိခင်လမ်းကြောင်းမှန်ဆိုတဲ့နေရာမျိုးတွားလိမ့်မယ် ။အခါကျရင်ပါလဲဆိုတော့အချို့ရရင်လုပ်ဖို့အတွက်ဆိုပြီးတော့စီစဉ်နေရရှိနေမယ်။အာဒီတခုခုအပြောင်းလုပ်ဖို့ဆိုပြီးစီစဉ်နေရရှိနေမယ်။ကောင်းတော့ပဲပြောင်းပြောင်းဆိုတာပဲပြောင်းပြောင်းတိုက်တာပဲပြောင်းပြောင်းဒီလာထဲမှာဘာမှမပြောင်းတင်နေတဲ့လက်ရှိရှိနေတဲ့အနေအထားမှာလက်ရှိဖြစ်နေတဲ့အနေအထားမှာပဲဆက်ပြီးရက်တည်နေတဲ့နဲ့ဆက်ပြီးတော့ရက်တန့်နေတဲ့နဲ့တော့ကျွန်တော်အနေနဲ့ပြောချင်တယ်။ပြောချင်တာကပါလဲဆိုတော့ဟိုရှစ်လှမ်းမဲ့စင်နော်နော်နောက်လမ်းဆောက်ဆိုတဲ့ပုံစံမျိုးပေါ့နော်အဲ့တော့ပိုအားကောင်းတယ်2016မှာစီးပွားရေးပတ်သက်ပြီးမွေးကိစ္စနဲ့ပတ်သက်ပြီးပိုအားကောင်းခြင်းတယ် ပေါ်ပြီးအဆင်ပြေခြင်းနဲ့ပို့ပြီးအဟိုပို့ပြီးတော့အာအကောင့်ကနေဖြစ်ချင်တယ်ဆိုပြီးစိတ်ဆန္ဒတွေရှိလာမယ်ဆိုရင်ဒီဒီဇင်ဘာထဲမှာကမိမိစိတ်ထဲမှာလှုပ်ချင်တဲ့ဆန္ဒတွေဖြစ်ချင်တဲ့အရာအလုံးကိုလုံးဝလုံးဝထိချုပ်ထားပြီးတော့မှ ဟိုပိတ်ထားမယ်ဗျာအရင်လှုပ်ချင်တာတွေရှိနေရယ်ဆိုရင်ဒါမှဒီကားတော့မလှုပ်နဲ့စီပွားတစ်ခုကိုရင်းမဲ့ရင်းနေနေဖို့ဆိုပြီးကြံစီနေရရှိတော့မရင်းနေတယ်ဗျာမလှုပ်သေးနဲ့ဗျာအဲ့လိုမျိုးသဘောပြောချင်တာအဲ့တော့ဒီတော့ကျင်တာတော့ဒီကားထဲမှာငွေကြီးကိစ္စရောစီပွားကိစ္စရဲ့နေကောပတ်သက်ပြီးတော့ပြောရမယ်ဆိုရင်တော့ဟိုလောကငိန်နေတဲ့ကားထဲမှာပါတယ်လောက text action လောက်ပါအချိန်ယူပါအားပြေပါအားအားပြေအောင်လုပ်နေပါဆိုကျွန်တော်နေနဲ့ပြောချင်တယ်ဗျာနော်အဲ့တော့တာတာရိသသမီးများအနေနဲ့ပြောရမယ်ဆိုရင်တော့ဒီလမှာလည်းတော်တော်ကိုပြောချင်စရာကောင်းတဲ့လားလို့ပြောလို့ရတယ်။ဘာကြောင့်လဲဆိုတော့တာတာရိသသမီးများအနေနဲ့ဒီလမှာ တူးချာချာပေါ့နော်ဒီလက်လေးတွေပွင့်လာတာမျိုးရှိလိမ့်မယ်အရင်ရင်အရင်ရင်လာနေမှာလက်ခက်ခဲနေရမျိုးတွေကြမ်းတမ်းနေရမျိုးတွေရှုပ်ထွေးနေရမျိုးတွေစသဖြင့်ပြင်လာမှာပေါင်း6000မျိုးစုံနဲ့အဲ့လိုအနှောက်ရှက်တွေအခက်ခဲတွေကြုံတွေ့နေရတဲ့လူတွေအနေနဲ့ဆိုရင်ဒီလာထဲမှာကအကောင်းဆုံးလားလို့ပြောလို့ရတယ်အဲ့တော့ဒီလာထဲမှာပျော်ရွှင်မဲ့အရာမှန်မြတ်အားလုံးကိုလုပ်ပါစီးပွားရေးလုပ်တာပျော်ရွှင်နေတာလုပ်တခုတော့ရှိတယ်ကိုယ့်စိတ်ထဲမှာမပျော်မရှင်မဲ့လုပ်နေရကိစ္စမျိုးရှိလာမယ်ဆိုတော့ဒီလာထဲမှာနားတဲ့နားတဲ့ဆိုတာဘာလဲဆိုတော့ ကိုကဗျာစိတ်ခံမပါဘူးအစီအပြေလိုမျိုးပဲလုပ်နေရတဲ့ဟာမျိုးရှိနေတယ်အဲ့လိုဒီဒီတော့ဒီ2015ဒီဇင်ဘာမှာလုံးဝအဲ့ကိစ္စနဲ့ပတ်သက်ပြီးရက်လိုက်တင်ပြီးဆက်မလုပ်ပဲနေလိုက်တင်ပြီးတော့ကျွန်တော်ဘယ်လိုခေါ်မလဲဆိုတော့ဟိုအဲ့ဒါနဲ့ပတ်သက်ပြီးရော့အရှော့ပေးတာပြီးအရှုံးမိလာပြီးလုပ်လိုက်တင်ပြီးအဲ့ဒါမှပဲရှေ့ဆက်လို့ရမယ်ရှေ့သွားလို့ရမယ်အဲ့တော့ပြောရမလို့ဆိုတော့စိတ်ထဲကနေပြောပြောအောင်နေပြောအောင်နေပတ်သက်နေဝင်လာနေမယ်လက်တွေညှိုင်းဝင်လာနေမယ်စိတ်ညစ်တာပြီးစိတ်ညစ်တာတော့ညီးသွားနေတာမျိုးတော့လူသားမတော်ခက်ခဲတာရှိနေမယ်အခက်ခဲတာပုံမှာဒီလာထဲမှာပျော်ရှင်အောင်လေးရအောင်နေကြည့်လိုက်သူ့လေးသူ့ရအနေနဲ့ကောင်းရရလေးတွေရလာလိမ့်မယ်ကျွန်တော်နေနေပြောချင်တယ် အောက်ကြလာမိများအနေနဲ့ပြောရမယ်ဆိုရင်တော့ဒီလာထဲမှာတော့အပြောင်းလဲနေအများကြီးဖြစ်မယ်ပြောချင်တာကပါလို့ပုံမှန်ထက်ပိုပြီးပြောင်းလဲလာမျိုးပြောချင်တာကလုံးသစ်အကင်သစ်လုတ်ပဲလို့ယူရတယ်ဆိုလုတ်ပါကင်ပါအဲ့တော့ပုံမှန်ထက်လမ်းကြောင်းအသစ်တွေ straight ပို့ပြောင်းပို့ဆောင်ရွက်ပို့ရှိနေဆိုလုံးဝလုံးဝလုတ်ပါလို့ပြောချင်တယ်မွေးကြီးကန်နေနဲ့ကြည့်မယ်ဆိုတော့ရန်ကုန်ကောင်းလဲလာလဲမှာလည်းပါတယ်ပေါ့နော်အဲ့တော့လက်လာပါလေးပို့ပြီးတိုးတက်လာလိမ့်မယ်စီဝါကိစ္စနဲ့ပတ်သက်ပြီးတော့အကြံဉာဏ်ကောင်းအတွေ့အကြုံကောင်းတွေတော့ပေါ်လာလိမ့်မယ်စီဝါကိစ္စနဲ့ပတ်သက်ပြီးမိမိကအကြံစီနေရာမျိုးရှိနေမယ်အသစ်တွေလုတ်ပို့ဆိုပြီးယူရတဲ့နေရာမျိုးရှိနေမယ်အဲ့ဒါလုတ်ပို့အတွက်လည်းတကယ်တော့ကိုကူညီနေမယ်ဆိုလုံးဝလုံးဝလုတ်တင်ပြီးလုံးဝလုံးဝစတင်ပြီးလို့ကျွန်တော်အနေနဲ့ပြောချင်တယ် ဆောင်ဆိုင်တွေမျိုးတွေတွေ့ဝေတွေမျိုးတွေလုံးဝရှိနေတင်တာမဟုတ်ပဲနဲ့အကောင်းဆုံးရတဲ့တွေကိုရရှိစေဖို့လှုပ်စိတ်လှုပ်တင်ပြီးတော့ကျွန်တော်တို့ပြောကြတယ်။စနေသားသမီးများနေနဲ့ပတ်သက်ပြီးပြောရမယ်ဆိုစနေသားသမီးများတော့ဒီလာထဲမှာတော့ကိုပြောရမယ်ဆိုရင်အနိုင်ရောရှင်ရောများရလားလို့ပြောလို့ရတယ်။ပြောချင်တာကဘာလဲဆိုဘာတွေကိုနိုင်ပါလိမ့်ရှုံးပါလိမ့်ဆိုတော့လက်ရှိမှာကိုစီပိုင်းကိစ္စနဲ့ပတ်သက်ပြီးတော့ရင်းနှီးမြုပ်နှံထားတဲ့ကိစ္စကလေးလေးကဒီလာထဲမှာရှုံးပေါ်တာမျိုးခက်ခဲတာမျိုးကျဉ်းတာမျိုးပေါ်လာလိမ့်မယ်။ဒါပေမဲ့အဲ့လိုပေါ်လူကန်ဆိုးနေတာဆိုလည်းအဲ့လိုမဟုတ်ပြန်ဘူး။ဘာလဲဆိုတော့ကို့မှာကိုရည်ပဲထားတဲ့ကိစ္စကိုကောင်းနေရဆိုပြီးသတ်မှတ်ထားတဲ့ကိစ္စရည်ကတော့သူသူကနေတော့ကောင်းလာဖို့ရှိတယ်။ လမ်းကလလန်းပိတ်လို့ဆိုပြီးတော့တလန်းကပြည့်စည်သွားတာမျိုးမဟုတ်ပဲနဲ့သူနီးသူကလည်းနော်လမ်းကြောင်းတင့်ပြီးတော့သူ့ကိုသွားလို့ရနေတယ်။ဒါပေမဲ့ဆုံချုံးဆရာရှိကတော့ဆုံချုံးဖို့လို့ရှိနေတယ်။တိုးတက်ဆရာရှိကတိုးတက်ဖို့လို့ရှိနေတယ်။အဲ့တော့ကိုကတော့ဘေယာကိုဆုံချုံးဆုံချုံးမလဲဘေယာကိုတိုးတက်အောင်လုပ်မလဲဆိုကိုကကိုစဉ်းစားဖို့လိုပဲလိမ့်မယ်။အဲကြောင့်မလို့ဒီဒီဇင်ဘာလထဲမှာစီးပွားရေးကိစ္စနဲ့ပတ်သက်ပြီးတော့အလုပ်ကိစ္စနဲ့ပတ်သက်ပြီးတော့စီစဉ်နေရာဆောင်ရွက်နေရာမျိုးရှိရဲဆိုရင်ဘေယာကိုရှော့ပြီးတော့ဘေယာကိုတိုးရမလဲဆိုကိုကိုနားလည်ဖို့လိုပဲလိမ့်မယ်။နော်စိတ်ချုပ်ဆရာတွေလည်းပေါ်ပေါလာဖို့လည်းရှိတယ်။ကဲအဲ့တော့ ခုနှစ်နေ့နဲ့သာသမီနေနဲ့ကြည့်မယ်ဆိုဒီဇမတ်တတာမှာကန်ကန်ဆိုးနေတဲ့သူကိုပြောရမယ်ဆိုတော့နော်တနေ့နာသာသမီကကန်ဆိုးနေပါတယ်စနေသာသမီကလည်းကန်ဆိုးနေပါတယ်နော်အဲ့တော့ငွေကြီးကန်နေနဲ့ပတ်သက်ပြီးတော့ငွေကြီးအချင်းခါတာမျိုးတနေ့နာနဲ့စနေလုံးဝလုံးဝမလုပ်ပါနဲ့နော်နော်စီးပွားရေးလုပ်ကိုင်းနဲ့ပတ်သက်ပြီးတော့လုပ်ငန်းအစ်စ်တွေစာဖို့လုပ်ငန်းအစ်စ်တွေလုပ်ဖို့အတွက်ရည်ရွယ်နေတဲ့သူတွေဆိုရင်တော့တနေ့ဦးနေသားသမီးများရေလုံးဝလုံးဝလုပ်တင်တယ်။နောက်ပြီးရဲ့ခါကျတော့ကျွန်တော်တို့ဒီပောက်ကြာသားသမီးများတွေလည်းလုပ်တင်တယ်။သားသမီးသားသမီးများတွေလည်းလုပ်တင်တယ်ပေါ့။လုံးဝလုံးဝဒီကာလမှာစီးပွားရေးကဘာအောင်ညာအောင်ခဏလေးရက်ပြီးတော့ အားလေးစုနေဖို့လိုအပ်နေတာကကြတော့ဗာလေးဆိုတော့ကျွန်တော်တို့ဒီเนาะကျွန်တော်တို့ဒီတနင်းကိုနေနဲ့ဒီကျွန်တော်တို့ဒီဗုဒ္ဓဟူးနဲ့ရအောင်သားသမီးတွေပေါ့အဲ့ဒါတွေကတော့စီးပွားရေးနဲ့ပတ်သက်ပြီးတော့လောကစောင့်ဆိုင်းရမယ်စဉ်းစားနေရမယ်စဉ်းကျင်နေရမယ်ပေါ့เนาะအဲ့တော့ဟိုပြောမယ်ဆိုရင်တော့ဟိုတနင်းကိုနေရတော့စောင့်ရမယ်တနင်းနာတော့နည်းနည်းညံ့နေတယ်ပျက်စီးအောင်တော့မလုံးနဲ့เนาะပျက်စီးအောင်လုံးနဲ့ပျက်စီးဖို့လည်းရှိတတ်တယ်ကိုယ်ရည်ရွယ်ထားတဲ့အရာတွေလည်းခက်ခဲဖို့လည်းရှိတတ်တယ်ပျက်စီးတတ်တယ်တတိထားရမယ်အင်္ဂါသားသမီးများကတော့ပြောမယ်ဆိုရင်တော့စုပါစောင်းပါစုနေပါ နော်ဘုံတောင်းနဲ့ရောက်သားသမီးများကြတော့ဗာလဲဆိုကိုအကောင်းဆုံးပြည့်စင်တဲ့ဟာရရှိနေမှာကိုလုံးစရာရှိရအကောင်းဆုံးလုပ်နေပါဗာလဲဖြစ်လာဖြစ်လာနော်တာရီသားသမီးများနေတဲ့ကြည့်မယ်ဆိုတော့ဒီကာလမှာကောင်းတယ်ပျော်အောင်နေပျော်အောင်စားပျော်အောင်ပျော်နေနေအဆင်ပြေလာနေမယ်ဟုတ်ကြပါမိများနေနဲ့ကြည့်မယ်ဆိုရင်တော့ဗာလဲဆိုအပြောင်းလဲတွေရှိတယ်အဲ့တော့အခွေးကောင်းတွေကိုအလုံးဝအဆုတ်ကင်မှာဖမ်းယူပါတောက်ကြတာမိများအဲစနေသားမိများနေနဲ့ကြည့်ရမယ်ဆိုရင်တော့စနေသားမိများတော့လုံးတင်တာလုံးပါရှော့တင်တာရှော့ပါခေါင်းမပါပါနဲ့နော်အားလုံးနဲ့နော်ဒီစီမတ်တရတာမှာအားလုံးနဲ့အစီအစဉ်ချောင်းမိကြပါစေ